စိတ်တန်တကြွယ်ဆိုတာရှိတယ်မေစီကတန်တာမြို့မှာနေတာတောင်ဝတိနဲ့ဝေကြီးဖယားနဲ့မတွေ့ရသေးဘူးသူကဖယားနဲ့မတွေ့ရသေးဘူးမကြုံရသေးဘူးအရှင်အသစီမထေမြတ်နဲ့တွေ့တော့ကိုပဲဟိတောတပံဖြစ်ပြီးသွားပြီတက္ကရကံဖြစ်ပြီးသွားပြီတရားရတော့လွယ်လိုက်တာ ဘုရားရှိတဲ့ခေခါမာကိုပဲတရားရတာလွယ်လိုက်တာအရှင်သာတိဗုဒ္ဓအရှင်မောဂလန္နာအရှင်မကတ္တပအရှင်အာနန္ဒာအရှင်အနုရုဒ္ဓအစရှိတဲ့အိုးတကယ်ဒိတ်ဒိတ်ကျဲခုခေလို့ပြောရင်ဒိတ်ဒိတ်ကျဲစကလုံးပေါ့လေတကယ်ကိုအက္ခတံဝကမဟာတံဝကအရှင်မြတ်ကြီးတွေကဘုရားနဲ့မတွေ့ရသေးပါတော့လေပဲ တောတဲ့ဘန္တကရကံဖြစ်ထားပြီးတဲ့သူတော်ကောင်းရှိတယ်။မိရှိကတဏ္ဍအဲ့ဒီမျိုးကြီးမှာရှိတယ်။တွားတဲ့ပုဂ္ဂိုလ်တိုင်းချွတ်တဲ့ပုဂ္ဂိုလ်တိုင်းအဲ့ဒီပုဂ္ဂိုလ်ကြီးဆောက်လုပ်လူတန်းနဲ့ကြောင်းမှာပဲတေးကြတဲ့ယဟန်တန်ကလေးပြုစုလုပ်ကြလိုက်တာပြောမနေနဲ့စွမ်းသင်္ကန်းကြောင်းစေးတယ်မကဘူးဟေ့လိုအပ်တာကိုမရှိအောင်ပြုစုလုပ်ကြွေးတယ်ကသူတွေမဟုတ်သူနောက်လိုက်တပည့်တွေကလည်းလိုလတ်တာကိုလိုအပ်တာကိုမရှိအောင်ပြုစုလုပ်ကြွေးတာ ဘယ်သူမှလက်ညိုးငေါငေါထိုးပြီးခိုင်းရတာမဟုတ်ဘူးတပည့်တော်ကနေကလည်းတငယ်ချင်းတွေကလည်းမိษွေတွေကလည်းစိတ်တတ်တဲ့ကြွယ်မျက်နှာကြည့်နေတာဟိပြောရရင်တော့စိတ်တတ်တဲ့ကြွယ်ကညာဘက်လှဲ့လိုက်တယ်ဆိုအကုန်လုံးညာဘက်လိုက်ကြည့်တာဘာလို့လဲဘာဖြစ်ပြရမလဲစိတ်တတ်တဲ့ကြွယ်ကဘယ်ဘက်ကြည့်တယ်ဆိုရင်ဘယ်ဘက်လိုက်ကြည့်တာအကုန်လုံးကဘာလုပ်ပြရမလဲဘာဖြစ်ပြရမလဲ ကုံကုံပြောလိုက်မယ်အောင်းကုတ်ကြည့်ရင်တော့ဘာဖြစ်နေပါလဲဝိုင်းကြည့်တာအပေါ်မော့ကြည့်ရင်တော့ဘာများဆန္ဒရှိတယ်လဲဝိုင်းကြည့်အရေးတကြီးကြီးနဲ့နေတာအရှင်သာရိပုတ္တမထေရမြတ်ကြီးတို့ကိုယ်တိုင်ကိုကြွအပီးရတာကြွအပီးရတာဝေးကြည့်ပဲယူဇနာ30ဝေးတယ်ယူဇနာ30ဆိုတယူဇနာကို10မိုင်နဲ့ပဲတွက်ပေါ့ခွဲ10မိုင်နဲ့ပဲတွက်ပေါ့မိုင်300လောက်ဝေးတဲ့အရာဖျားနဲ့အဝေးကြီးမှာတောင်တောတဖန်တကားတကံဖြစ်တယ် ရှင်သာရိပုတ္တမထေရမြတ်ကြီးတို့ကြွလာပေးရတယ်။အရှင်မြတ်ကြီးနဲ့တွေ့တော့လေတရားနာခြင်းနဲ့တရားလိုခြင်းနဲ့ပုဂ္ဂိုလ်အတွက်ကအရှင်သာရိပုတ္တမထေရမြတ်ကြီးတို့လိုပုဂ္ဂိုလ်မျိုးတွေကြွလာပေးရတယ်။ဗါရဲအရှင်မမောက္ခလမထေရမြတ်တို့အရှင်နုရုဒ္ဓမထေရမြတ်တို့အကုန်ကြွလာတယ်။သူတရားနာခြင်းနဲ့ဟောပြီးတယ်အရှင်သာရိပုတ္တမထေရမြတ်ကြီးက။အဲ့စရကတော့သူဖြစ်ချင်တာဖြစ်တယ်ဒီကောင်။ သူတို့လိုပုံကမျိုးကြတော့လောကဓာတ်၄ပါးပဲရှိတယ်သိုးတဲ့ရှက်၄ပါးမရှိဘူးမရှိဘူးအိုးအန်စီအကောင်းလိုက်တာအန်စီအကောင်းလိုက်တာအဲ့ဒါလိုအဲ့ဒါလိုကြုံနေရတဲ့စိတ်ဓာတ်တကြွေဘုရားရှင်ကိုတော်မြတ်ကြီးနဲ့မဖူးမတွေ့ရဘူးမဖူးမတွေ့ရဘူးအဲ့ဒါအနာဂတ်ဖြစ်သွားပြီသောတာပန်ဖြစ်ပြီးပြီးတခါတခါဖြစ်ပြီးပြီးအနာဂတ်ဖြစ်ပြီးပြီး ာဂံဖြစ်ပြီးတဲ့အခါကျတော့ဘုရားဖူးခြင်းစိတ်ကစိုးကြရရှိနေတယ်အနာဂံဖြစ်ပြီးတော့မှဒီခရီးစီစဉ်ဖြစ်တာပေါ့လေစိတ်ဓာတ်တကြွေကြီးအနာဂံပုဂ္ဂိုလ်ကြီးဘုရားတော်ဖူးတော့မယ်တယ်တဝုဋ္ထိတော်မယ်တယ်လို့လည်းပြောရောတန်ဃာတော်တွေလျှောက်တော့လေတန်ဃာတော်တွေကလိုက်မတယ် ယဟန်အမျိုးသားတန်ဃာတော်တွေကလည်းလိုက်မလဲယဟန်အမျိုးသမီးတန်ဃာတော်တွေကလည်းလိုက်မလဲတန်ဝတိနဲ့ဒီလောက်ယူဇနာ30ကောဝေးတဲ့နေရာမှာကိုတန်ဃာတွေဘယ်လောက်များအောင်ကဲဘိက္ခုတွေရောဘိက္ခုနီယဟန်အမျိုးသမီးတွေရောရှင်သာမဏေတွေရောတာမဏေရီတွေရောဥပဒကံတထေးတွေရောဥပဒကံမတွေရောအိုးလိုက်ကြတာလိုက်ကြတာအလုံးပြိတ္တ3000 ဆရာတန်ကတော့အရှင်မြတ်ဒီယဟန်အရှင်မြတ်ဒီကတော့ခြေတင်လျှောက်ကြတာပေါ့နောက်လည်းမရှိဘူးလေသူဘုရားဘူးကြွခြင်းနာကိုပဲနောက်ကပြိသက်တွေကလိုက်ပေးရတာနောက်ကပြိသက်တွေလိုက်ကြွခြင်းလို့ကိုပဲသူကကြွရတာကြည်သာဘုရားဘူးကြွလာတယ်ပြိသက်3000နဲ့လေးရီပေါ်မှာလေးရီပေါ်မှာလေးရီပေါ်မှာအိုးပရိသတ်3000အတွက်ဆုံကုန်းဝေယဝဆဒီရောအစားတောက်ဒီရောအကုန်လုံးအပြည့်စုံတင်ပြီးတော့ကြွား တယူဇနာဆယ်မှန်ရောက်ရင်လဲတထောင်နာအဲ့ဒီမှာဆုံးနေပါလေကတ်ကြတယူဇနာဟေးဆယ်မှန်ရောက်ရင်တထောင်နာတရက်ကိုလဲခီးကဆယ်မှန်ပဲသွားနိုင်တယ်တယူဇနာပဲသွားနိုင်အဲ့ဒီလန်ခီးမှာစားဖို့စားဖို့စားဖို့ဆိုပြီးတော့လေအပြန်ခီးမှာအပြန်ကြမှာတဝုထိရဝဲတင်မယ်ပေါ့လန်ခီးစားဖို့ဆိုတာရဲ့ကြောင်းကြရင်လူဖို့ဆိုတာရဲ့ ရပောင်း60စာအတွက်ပရိသတ်3000ကိုနေအပြည့်တင်သွားတာဆယ်ပိုင်းတော့ခီးလန်းကဝေဆယ်ပိုင်းတော့တော်ဖြတ်ရမြို့ဖြတ်ရနေရာတကန်ဖြတ်ရဆယ်ပိုင်းတော့တနေရာရောက်အိုးဆယ်တော့တန်ကတော်ဒီကတစ်ပိရိတ်မှချိန်မယ်ဟိလူပရိသတ်တွေကတော့လဲဖို့လဲအောင်အိမ်မယ်ဟိဆိုပြီးအဲ့လိုအစီအစဉ်နဲ့သွားကြတာလာလာဆယ်ပိုင်းရောက်တဲ့အခါကျတော့အိုး တဲစရာခိုးစရာတွေနဲ့ဟေးအဆောက်အဦတွေကအစင်းနဲ့ပြည့်နေတယ်ဘလို့ဘလို့များသိတယ်လဲမသိဘူးအဲ့ဒီသူနားလောက်မဲ့ဆယ်မိုင်ရောက်တယူစနာတစ်ထောင်နားမဲ့နေရာမှာအခန်းထဲသူတွေကလည်းအစင်းနဲ့ကျွေးတဲ့မွေးတဲ့သူတွေကအစင်းနဲ့သူမသိဘူးသူမသိဘူးသူမသိဘူးသူကသူတို့ကိုမတီးဘူးဟိုကတော့နာမည်ကြားတယ်စိတ်ဓာတ်တကြွဖျားဘူးတွားမာတဲ့စိတ်ဓာတ်တကြွဖျားဘူးတွားမာတဲ့ တယုဇနာတထောက်တယုဇနာတထောက်နားနားတဲ့နေရာတိုင်းမှာကျွေးတဲ့မွေးတဲ့သူစောက်ရှောက်တဲ့သူအိုးအကုန်ပြည့်ရှမ်းနေတာတလားပြီးတော့ရပောင်း30ရောက်သွားတဲ့အခါရပောင်း30ပြည့်လို့တလားပြည့်လို့အဲ့ဒီတဝှတိကို ရောက်တဲ့အခါမှာတဝှတိကိုမြို့ဝင်မယ်ဆိုတာနဲ့ပြိတ္တတွေကျိုးနေကြတာစိတ်တတွေကြီးလာမယ်ဆိုတော့ဘယ်သူကမှတခွန်းစီတခွန်းစီတခွန်းစီဆင်းရတာမဟုတ်ဘူး ကုံကုံပြောလိုက်မယ်ဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်တဝတ်ထီပြီးဘုရားကာယရောက်ဖူးတဲ့သူတွေသိပါတယ်ကန္နာဒုဂရီတိုက်တဖက်ဒီနားမှာရှိတဲ့ညီမူကဓမ္မယုံကြီးကနေဘုန်းတော်ကြီးမြတ်စွာဘုရားကထွက်ဆောင်နေတာဘုရားရှင်ကိုတော်မြတ်ကြီးကထွက်ဆောင်တယ်လို့ပြောရင်တော့လူကြားမကောင်းဘူးပေါ့လေအဲ့ဒီမှာဘုရားရှင်ကိုတော်မြတ်ကြီးကတရင်တုံနေတာတချို့ပြိတ္တတွေကအဲ့ဒီမှာရှိနေတဲ့တမျိုးလုံးကအိုးအိုးကြွကြွနဲ့စိတ်ဓာတ်တကြွကြီးလာပြီလာပြီဆိုတော့ကျိုးနေလိုက်ကြတာ ဘုရားရှင်ကိုရောမြတ်ကြီးကလည်းပလင်တော်ပေါ်မှာထိုင်ပြီးခြေတော်တော်နှစ်ဖက်ချပရိသတ်တွေကလည်းအများကြီးပဲအကြောင်းတဝင်းလုံးပြည့်နေတာစိတ်တော်တော်ကြွယ်ကြီးဝင်းလာပြီဆိုကြရတယ်မြို့လုံးအုပ်ချက်ချက်ဖြစ်နေတာတော့ပြောမနေနဲ့တော့စိတ်တော်တော်ကြွယ်ကြီးကြောင်းဘဝမြင်လို့ဖျားကိုဖူးလိုက်ရပြီဆိုတာနဲ့စိတ်တော်တော်ကြွယ်ကလည်းလီခွေတောတာပန်ဖြစ်ပြီးပြီးတက္ကသကံဖြစ်ပြီးပြီးအနာဂံဖြစ်ပြီးပြီး ဖះကိုတွေးပြီအဲ့ဒီမှာဖះရှိတယ်ဆိုရင်ကိုပဲဖះရှိတယ်ပဲလက်အုပ်ချီတာမမြင်ရတာတော့မှအခုကြောင်းတိုက်အပေါဝလည်းဝင်ဖះရှိကိုရောမြတ်ကြီးသတင်းတုံးနေတာလည်းမြင်တော့လက်အုပ်မချီပဲကိုမနေနိုင်လက်အုပ်ချီပြီးတော့တပြည့်တော်စိတ်တကြွယ်ပါဖះတပြည့်တော်စိတ်တကြွယ်ပါဖះလို့ဖះရှိကိုရောမြတ်ကြီးရှိတယ်စီကိုလက်အုပ်ချီပြီးခါလေးညှို့ပြီးဝင်လာတာရှိကဥဆောင်တဲ့ပုဂ္ဂိုလ်မလို့ရှိကသာလာတာရဟန်းတော်တွေလည်းပါတယ်လေ ဝင်လာလိုက်တာစိတ်တန်တွေ့နောက်ကယဟန်တော်ဒီရောယဟန်တာဘိက္ခုယဟန်တော်ဒီရောဘိက္ခုနိယဟန်အမျိုးတမီဒီရောဥပန္တကဥပန္တကမဒီရောတခြားပြိဋ္ဌတ်သုံးတော်ဝင်လာတာအဆရာကောင်းလိုက်တာအဲ့ဒီလိုသူเจ้าဘဝကိုဝင်လိုက်တဲ့အချိန်မှာပဲနတ်ပန်းမိုးတွေရွာချတယ်နတ်ပြည်ဌာနနတ်လောကကမိုးရွာတယ်လို့ကိုနတ်ပန်းမိုးတွေရွာချတာ တဝင်းလုံးနတ်ပမ်းမိုးတွေပြည့်သွားတယ်တဲ့ဒူးစစ်မြုပ်လောက်အောင်ထီကိုပြည့်သွားတယ်ယနေ့ကလည်းတင်းအစင်းကလည်းလှအိုးမြင်တွေ့ရနတ်ရှူရတာဟာကြီးစမ်းကြံ့လာတဲ့အခါလဲဝဲကံ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 နတ်ပမ်းတွေနတ်ပမ်းတွေမျိုးစုံဝေးပြီးတော့ကြံ့လာတာအယောင်စင်းကလည်းမျိုးစုံယနေ့တွေကလည်းတင်းပြန်တွေ့ကြည့်စမ်း အဲ့ဒီလိုဝင်လာဝင်လာပြီးတော့တပည့်တော်စိတ်တကြွယ်ပါဘုရားဆိုဘုရားရှင်ကိုတော်မြတ်ကြီးရှေ့ရောက်အိုးပန်းမော်တွေကရွာချဒူးစစ်တော်မြုပ်တဲ့ကွယ်ပရိသတ်တွေပေါ်ပန်းကြီးချလို့မိုးထီတယ်လို့တော့မပင်မမှုဟိဝဲကဝဲကနေဘုရားရှင်ကိုတော်မြတ်ကြီးရှေ့ရောက်တော့မှဘုရားရှင်ကိုတော်မြတ်ကြီးခြေတော်အဆုံးချပလို့ခြောက်ချထားတာကိုတလုံးတော်ပလင်းတော်ပေါ်မှာခြောက်ချပြီးထိုင်နေတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကို ညာဘက်ခြေတော့တော်ကိုဘယ်ဘက်လက်ကလေးနဲ့အုပ်ဘယ်ဘက်ခြေတော့တော်ကိုညာဘက်လက်ကလေးနဲ့ထိနှစ်ဖူးနဲ့ခြေတော့တော်နှစ်ဖက်ကိုထိပြီးတော့ဥတိုက်တာဥတိုက်ပြီးတော့ဟေးဖះရှင်ကိုတော်မြတ်ကြီးကိုရှစ်ခိုးတာဖះဖူးတာပရိသတ်တွေလည်းတောင်းတောင်းဖြတ်ဖြတ်နဲ့ဘလောက်ဝန်တန်လိုက်မလဲဘလောက်ပီတိတော်မနာတာတွေဖြစ်လိုက်မလဲကြည်စံနမန်နပန်းမိုးတွေပါယောချတာကို record ရှိတယ် history တွေ record ရှိတယ် တမိတ်မတန်ရှိတယ်ဘုရားရှင်ကိုတော်မြတ်ကြီးနဲ့အိုးစကားစပြပြောပြီးတော့လေဘုရားဘုကျွမ်းလာတဲ့စိတ်တတကြွယ်ကြီးပရိသတ်အလုံးကိုဥဆောင်လာတဲ့လောကဓာတ်၄ပါးပဲကြုံရတယ်၈ပါးဆိုးတာမကြုံအောင်သူဖြစ်ချင်တာအကုန်ဖြစ်တယ်နောက်ဆုံးတကယ်သူတော်ကောင်းတွေများကြတော့ဘာဖြစ်ချင်တယ်တော့မဖြစ်ချင်တော့ဘူးကြီးကိုယ်စိတ်ကတက်လိုက်တဲ့ဖြစ်လုံးလို့ဖြစ်လုံးလို့ဖြစ်လုံးလို့ ီလဝတ္တောဘိခဝေတီလတမ္ပဏတ္တတီလရှိတီလပြည့်စုံတဲ့သူတွေမှာကိုဖြစ်ချင်တာအကုန်ဖြစ်တယ်ဟိုမှာဟိတလန်းလုံးစားဖို့ရသဲလာခဲ့တာတွေလေကျောင်းတိုက်ကြရင်လည်းတလန်းလုံးလုံးဆုံးကတ်မယ်ဆိုတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဖူတွေ့ယဟန်တန်ခါတွေကိုပြုစုလုံကျွေးဝိယဝဆတ်တွေဆောင်ရွက်တလတိတိနေသွားတယ် လန်ခကြီးတလျှောက်တလားစားကြောင်းတိုက်မှာဆုံးကပ်ဖို့ကတလားစားပြန်မှခရီးစပြန်မှဇရိတ်တွေအတွက်တလားစားဝဲပြန်မယ်ဆိုတော့လေလာတော့ကလည်းတစ်စက်ကလေးမှမကုန်လိုက်ရဘူးဆံလည်းမချခဲ့ရစီလည်းမချခဲ့ရမတုံးခဲ့ရကြောင်းတိုက်မှာတလားတိတိဆုံးကပ်လိုက်တာတလားစားပိုးနေတယ်ပိုးနေတော့မှဘုန်းတော်ကြီးများစွာဘုရားကိုရှောက်တယ်ကိုကိုယ်တိုင်လည်းဆုံးချက်ပြုတ်တတ်တယ်ဝေယဝဆလည်းလုတ်တယ်လူလည်းလူတယ် တလားစာကပ်ပြီးတဲ့အခါမှကိုတလားစာပူသေးတယ်သူ3000စာ3000စာပြိတ္တ3000စာတလားစာပူတာတပြိတော့လူခဲ့မယ်ဗျာဆိုတော့အဲ့ဒီမှာမှဘုန်းတော်ကြီးမြတ်စွာဘုရားကတန်ဃာတော်တွေအတွေ့လူနန်းတဲ့အောင်ပြောရင်စက်တရေကန်းနားလည်မှာမဟုတ်ဘူးကိုတော်အဲ့ဒီစိတ်တကြွေကြီးအကြောင်းပြုဘုရားမှာကြောင်းတိုက်မှာကိုတော်ထားလို့ရတာ ါကအစာတောက်နေထားတယ်ဒါကအတုံးဆောင်နေထားတယ်ဒါကဆံနေထားတယ်ဒါကစီနေထားတယ်ဒါကပြားရည်နေထားတယ်ဒါကတရားနေထားတယ်အဲ့လိုမျိုးဖြစ်ပြီးတော့တလန့်တီတီလူတန်းဝေယဝဆတ်လုံးပြီးတော့မှအဲ့တုံးဖာမအကုန်လူခဲ့ပြီးပြန်တော့တာဟိမျိုးပြန်အထွက်ကြမှာပဲလေဖြစ်မယ်လို့ပြန်တာ လာတော့ကကြိုလိုက်ကြတဲ့တမျိုးလုံးဟာပြန်တော့လေကြိုလိုက်ကြတာတဲ့လာတော့ကကြိုတာကတမျိုးပြန်ကနေကြိုတဲ့ပြန်တော့မယ်ဆိုတော့ကြိုတဲ့အခါကျတော့တမျိုးလုံးတမျိုးလုံးသေးသေးရွယ်ရွယ်စကားပြောတတ်တဲ့ကလေးကစအပြီးတော့လေအတက်ကြီးလို့လက်အုပ်ချီအတက်ငယ်လို့လည်းလက်အုပ်ချီလေးစားလို့လက်အုပ်ချီပြီးတော့အတင်စိတ်ဓာတ်တကြွယ်ကြီး တင့်ဘဝမှာဒီလိုလဲအခွန်အတိုင်းပြန်ရမယ်ဆိုတဲ့ကံမျိုးများ လုတ်ခဲ့လို့လားအတင်စိတ်ဓာတ်ကြွေကြီးတင့်ဘဝမှာကိုယ်အိမ်ကိုရာကိုပြန်တဲ့အခါမှာလဲအခွန်ကြီးပဲပြန်ရဖို့များ လုတ်ခဲ့လို့လားတင့်ကံက အကျွန်ုပ်တို့ကတော့လက်အခွင့်ကြီးပဲပြန်ခွင့်မပေးနိုင်ဘူးဆိုဟိုအိမ်ကလက်ဆောင်ပေးဒီအိမ်ကလက်ဆောင်ပေးဟိုအိမ်ကလက်ဆောင်ပေးဒီအိမ်ကလက်ဆောင်ပေးလာတော့ကအတိုင်းဟေးနှစ်လစာအကုန်ပြစ်ပါသွားတယ်အကုန်ပြစ်ပါသွားတယ်ကြီးစံအဲ့လိုသူတော်ကောင်းကြီးတွေဘဝတရားကြတော့လဲရခြင်းတိုင်းရလိုက်တာစိတ်ဆန္ဒရှိလိုက်တာနဲ့တရားတာဆာရည်တောင်ရည်ဝိုရည်နေရည်ထိုင်ရည်ဟေး ကြီးစားအပြန်မှလဲအခွန်ကြီးပြန်ခွေမပေးဘူးတဲ့။ဘာဖြစ်လို့တော့ဆိုသူဘဝတစ်ခုမှပြုတ်ခဲ့တဲ့ကုသိုလ်ကုသိုလ်တစ်ခုအဲ့ဒီကုသိုလ်ကံကအကျိုးပေးလိုက်ပုံများလမ်းမှကြုံမဲ့သူကအစင်သည်ပြန်ရင်လဲလက်ဆောင်ပေးမဲ့သူကအစင်သည်လောကဒဏ်၈ပါးမှာအဆိုး၄ပါးလုံးဝကိုမကြုံပါဘူးဟိတို့တို့တွေများကြည်စမ်း ြီးသွားတဲ့အခါအပြန်လက်ဆောင်ပေးဖို့နေနေသားတာကိုလာတာတော့မကြိုက်တဲ့အိမ်တွေကတပုံကြီးစံသူတို့တွေများကြတော့ဘသူကများကြိုတာလဲကုသိုလ်ကံဘသူရများလဲတရားလာပေးတာလဲကုသိုလ်ကံဘသူရစာရေးတောက်ရေးနေရေးထိုင်ရေးကျမ်းမာရေးပြည့်စုံအောင်လုပ်ပေးတာလဲကုသိုလ်ကံ ဘဒူရီယာမြန်လိုတိုင်းတရနေအောင်လုပ်ပေးတာလေကုသကံဘဒူအမြန်စိတ်တော်တိုင်းကိုပါလိုအပ်ဆန္ဒတွေကို ဖြည့်ပေးနေတာလေကုသကံလောကသဘောပြောရင်တော့တမျိုးလုံးကဖြည့်ပေးတာဟုတ်တယ်ဘဒူကြောင့်လေကုသကံကြောင့်သူ့မှာသာကုသကံမရှိရင်တမျိုးလုံးသူသာဓာနဲ့ခုတ်ဒုံနဲ့ရိုက်တဲ့အကုသိုလ်ကံကြီးများအယောင်ဆိုးခဲ့မိမယ်ဆိုရင်မြို့ထဲတော့ဝင်ခံမှာမဟုတ်ဘူးဟိ ညိုရဲတော်ဝင်ခံမှာမဟုတ်ဘူးဟိတရားနာနေတဲ့သူတော်ကောင်းတို့အဲ့ဒီပုဂ္ဂိုလ်အကြောင်းစဉ်းစားလိုက်စမ်းမှာဟိုပုဂ္ဂိုလ်အကြောင်းစဉ်းစားလိုက်စမ်းမှာဘသူအကြောင်းဘသူအကြောင်းစဉ်းစားလိုက်စမ်းမှာကြည်စမ်းအနာတပိန်တထေးကြီးတို့အကြောင်းစဉ်းစားမလားဝိတကအကြောင်းမချိုးတို့အကြောင်းစဉ်းစားမလားတေချာတွေးကြံစဉ်းစားလိုက်စမ်းမှာတချို့တထေးတွေများဟိ မြေကြီးတွားရင်နဲ့မြေကြီးပေါ်လမ်းလျှောက်ရင်နဲ့မြေကြီးပေါ်ရင်ရထားတွားရင်နဲ့ရွှေငွေရတနာလိုချင်တယ်ဆိုအလိုလိုကိုရလာတယ်ဟိမြေကြီးပေါ်တွားရင်နဲ့ဟေးလက်ကလေးဖြန်းလိုက်တာနဲ့ကောင်းခင်ကကိုလိုချင်တဲ့ရတနာတွေရလာတယ်ရေလန်းခကြီးလေးနဲ့တွားလို့ရှိရေထဲနှိုက်လိုက်တာနဲ့လက်ရေအဆူခံလိုက်တာနဲ့ကိုလိုချင်တဲ့ရတနာတွေရလာတယ်လက်ကလေးဖြန်းလိုက်တယ်နဲ့ကောင်းကင်ကယရနာမျိုးစုံရလာတယ်ဟိ စားရေးဝတ်ရေးနေရေးထိုင်ရေးအတွက်ဘာမှကိုပူပင်တောင်းတကြောင်းကြစရာမရှိဘူးဟိသူကိုယ်တိုင်ဘလောက်ပီတိဖြစ်နေသလဲသူကိုယ်တိုင်ဘလောက်စိတ်ချမ်းသာနေသလဲတော့ခဏထားကြားရသူမြင်ရသူတွေ့ရသူကသူ့လိုဖြစ်ချင်လိုက်တန်းသူ့လိုဖြစ်ချင်လိုက်တန်းသူ့လိုဖြစ်ချင်လိုက်တန်းသူဘာလို့အလောက်ထိအကျိုးပေးကောင်းနေတာလဲသူ့ဘဝကြီးကဘာလို့ပီတိတွေနဲ့လွှမ်းနေရတာလဲဆိုရင် tu cần ngàn cú tu cần lục hệ lu tu cần ngàn cú tu cần lục hệ lu cú tu cần đặc khu lý lục hệ yên ngô ở lâu chú bi ba đề so yên khu lâu yên tông khu lâu yên cho đại chi đó đi mi mi đời sinh mình nhớ chín nó bà bu sinh mình nó bà bu so yên ở lâu đủ rồi để trong sinh ra bu là အဲ့လိုသူတော်ကောင်းတွေအကြောင်းကြားဘူးရဲ့လားခုခေခုခါမှာကိုပဲဟဲ့ကြီးစံသူတို့တိုက်ကြီးကကောင်းလိုက်တာသူတို့စီးတဲ့ကားကြီးကအိုးသူတို့နေကြတာသူတို့မိသားစုကပျော်စရာကောင်းလိုက်တာအားကြရဲ့လားမုဒိတာဖြစ်ရဲ့လားစိတ်သေးကကြီးကြီးနက်နက်သူတို့လိုဖြစ်ချင်သိရှိရဲ့လား မနာလိုစိတ်လေးတစ်ခါလောက်ဖြစ်သွားရင်ဘယ်ဘဝရောက်ရောက်မနာလိုစိတ်ကကိုယ့်ကိုအဲ့ဒီကောင်းတဲ့ဘဝမျိုးမပေးဘူးဟေ့ချမ်းသာပြည့်စုံနေတဲ့သူတွေကိုမြင်ကြည့်ကြားပြီးတော့သူတို့လိုဖြစ်ချင်တဲ့စိတ်ကလေးနဲ့သူတို့ဘဝများအေးချမ်းလိုက်တာဝမ်းသာစရာကောင်းလိုက်တာလို့ဝမ်းမြောက်ဝမ်းသာမုဒိတာဖြစ်ကြည့်လိုက်စမ်းပါ ကိုယ်ကသူများပြည်စုံချမ်းသာနေတာကိုမုဒိတာဖြစ်ခဲ့ဘူးယင်မုဒိတာဖြစ်ခဲ့တဲ့ကံများရှိခဲ့ဘူးယင်ဖြစ်လျက်ဘဝတိုင်းကိုယ်လည်းပဲမြင်သူတွေ့သူကြုံသူကမုဒိတာဖြစ်เสียဘဝမျိုးကိုရတယ်ကွယ်ကိုရတယ်ကွယ်ခုခင်ခုခါမှမပူမပင်မတောင်းမတမကြောင်းမကြနဲ့တရားအထုခွေရတဲ့လူတွေမရှိဘူးလားစားနေတောင်းနေရတဲ့လူတွေမရှိဘူးလားအားကြစရာလူတွေမရှိဘူးလား ။အိုးအတတ်ပညာဆိုမြင်နိုင်တတ်တယ်ကွယ်။အသိပညာဆိုကြားတိုင်းသိတယ်ကွယ်။မြင်နိုင်တတ်ကြားတိုင်းသိနေတဲ့သူတွေအများကြီးပဲခေ။ဘလို့မုဒိတာပွားစရာကောင်းတော့။အဲ့ဒါလို့ပြေဆုံးကြွယ်ဝတဲ့သူတွေကိုကြည့်ပြီးမုဒိတာဖြစ်ပြီးလောက်သည်မြကုသိုလ်ကံပြောသည်မြကုသိုလ်ကံစိတ်ကုသိုလ်မြကုသိုလ်ကံဟာကိုယ့်ဘဝအတွက်မုဒိတာဖြစ်စရာဘဝရောက်တယ်ဟေ။ ိုကသူများကိုမနာလိုဖြစ်ခဲ့ဘူးရင်ကိုကိုမနာလိုတဲ့သူတွေနဲ့ပဲကြုံရတတ်တယ်။ဒါကြောင့်မပြောခဲ့ပါတဲ့အာဟာရဆိုးစေအစားတော့အာဟာရဟာဆိုးစေဘလို့အန္တရာယ်ကြီးတယ်။ဟိုဟာတွေဒီဟာတွေထဲကဘလို့အန္တရာယ်ကြီးတယ်။ ကိုစိတ်ကိုရောဆိုးဆီးတွေထဲမိသလားမနာလိုတာတို့တိုးရှည်တာတို့ကက်စီနေတာလို့နှမျောတာတို့တွန့်ထိုးတာတို့မကြည်နပ်တာတို့ဆိုးဆီးအာဟာရစားလို့သိရင်တဘဝပဲသိမှာစိတ်မှာမနာလိုတိုးရှည်နေအိုးကိလေသာဆိုးဆီးတွေနဲ့များစိတ်မွေးခဲ့ရင်ဘဝတန္တရာတစ်လျှောက်လုံးမွေးပြီဟိဘဝတန္တရာတစ်လျှောက်လုံးသိပြီ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 ဟိ